အဲဒီတော့16ခုလို့ဆိုကြတဲ့ကမနေ့ကပြောခဲ့တဲ့ မနောပဝိဇ္ဇာက16ခုကိုမှတ်မိဖို့လိုအပ်တယ်ပေါ့နော်မနောပဝိဇ္ဇာက16ခုဆိုတာအာယုံ6ပါးအဲဒီအာယုံ6ပါးကိုသောမနတ္တဒေါမနတ္တဥပိ္ခာဆိုတဲ့ခံစားချက်၃မျိုး ਨੇ မြောက်လိုက်တယ်မြောက်လိုက်တဲ့အခါ16ခုဖြစ်လာတယ်မှန်ပါဗျာဒါကအဲ့ဒီ16ခုကိုပဲ ဒီဝန္တာရာတို့ဝန်နေရာတို့လက်ရည်ရှိတဲ့ဥပ္ပခာဆိုဒီခံစားမှု၃မျိုးဟာကာမဂုဏ်နဲ့ပတ်သက်တာလားဝိပဿနာချင်းစင်နဲ့ပတ်သက်တာလားဆိုဒီနှစ်ခုနဲ့ထပ်ပြီးတော့မြှောက်လိုက်တဲ့အခါ36ခုဖြစ်လာတယ်လို့ဒီလိုမှတ်နော်အဲ့တော့ကောင်းပြီဂေဟတိတသောမနတကာမဂုဏ်နဲ့ပတ်သက်တဲ့ဝန္တာမှုတဲ့ဒါလောကလူတွေဟာ အများဆုံးကောင်းကုန်နဲ့ပတ်သက်တဲ့ဝန်တာမှုတွေဖြစ်ကြတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်ပုံ ဖြစ်တယ်ဆိုတာကိုဒီပါဠိတော်မှာရှင်းလင်းပြီးတော့ဟောထားတာ။ဒါစာလုံးပြောတဲ့အခါကျတော့ပါဠိစာပေတွေနဲ့ပြောနေလို့တကယ်ဒီမြတ်စွာဘုရားဟောထားတဲ့တရားအမတန်မှရိုးတယ်ရှင်းတယ်။ရိုးတယ်ဆိုတာဆန်းဆန်းချေချေလှုပ်ခေါ်တာမဟုတ်ဘူးတကယ် လူတွေရဲ့တဏ္ဍာမှာဖြစ်နေတာတွေကိုထုတ်ပြတာเนาะ